အေရီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့ရှိစစ်ကောင်စီရဲ့အမြောက်တပ်အမတ်တ34အနီးမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။စစ်ကောင်စီတပ်ဟာဇွန်လ26ရက်နေ့ကနေစပြီးတော့ဒရုန်းတွေနဲ့လေကြောင်းကင်းထောက်ပြီးဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ကတိုက်ပွဲပြင်းထန်မှုကြောင့်အမြောက်တပ်34တွင် အမြောက်ပြောင်းထောင်က အနီးကပ်ပြစ်ခတ်ရတဲ့အထိထွေးလုံးရစ်ပတ်အနေထားဖြစ်နေတယ်လို့သိရပါတယ်။ဒါအပြင်ပန်တော်ကြီးကျေးရွာဘက်ကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခဲ့ပြီးဇွန်လ28ရက်ညပိုင်းထိလေကြောင်းကနေလေးချိန်ထက်မနည်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အမြောက်တက်3လေးလေးအနီးတိုက်ပွဲပြင်းထန်နေပါတယ်။ ကြုံမြော်ကနေစစ်ကူပို့တာတွေလဲပသိမ်စင်းုံကိုပဲပြန်လွှဲနေရတယ်ကြားတယ်။လေးမျက်နာဘက်ကိုပါအင်အားကမျှပို့နေရတဲ့အနေထားပါလို့ရေကြည်ဒေတာကန်တူက ARD Times ကိုပြောပါရယ်။စစ်ကောင်စီဟာရေနသာလန်းစုံနဲ့လက်ပံရွာဖုန်ကြီးကျောင်းတို့မှာအရာရှိပအဝင်15ဦးခန့်စီကို အသင့်အနေထားနဲ့ချထားပြီးဆက်ဆက်ရွရွာနဲ့ကုတ်ကိုကြီးရွာဘက်ကိုဖောကနှစ်စီးအပြည့်စစ်ကူတွေပို့ဆောင်ထားတယ်လို့သိရပါရယ်။ တော်လိုင်းပူပေါင်းတက်တွေကဆာအူဆန်းဘက်ကနေပြီးအမြောက်တက်ဘက်ကိုတွန်းမြင့်လာရာကြောက်ထုတ်လုံရေးကွင်းဘက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။အမြောက်တက်3လေးလေးတွင်စစ်ကောင်စီအင်အားမှ80ခန့်သာကျန်ရှိတော့တဲ့အတွက်စစ်ကူတွေအလင်းမြန်ပို့ဆောင်နေရပြီးငတိုင်းချောင်းရှိစစ်တပ်လောက်ခံရဲတပ်ဖွဲ့ဝင်တွေဟာဘုံသီးကိုရင်ဘက်မှာချိတ်ပြီးဟန်ရေးပြင်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။ အခုဇွန်လအတွင်းသဲနှုကုံစောပြကြားကြိုက်ကွင်းကျေးရွာတွေကိုတော်လိုင်းပူအောင်တက်တွေကတိမ့်ပိုက်ထားပြီးနောက်စစ်ကောင်စီအနေနဲ့ပသိမ်မုံရွာလမ်းမိုင်းကိုပြန်လည်ဆိုးမိုးနိုင်ဖို့ထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါဗျ။